လဲဆိုတော့ကျွန်တော်တို့မနေ့ရက်တုန်းကကျွန်တော်တို့ဂျွန်မာပေါ့တောက်ကြနေဝိပုစုတောင်းနေတဲ့အချိန်မှာကျွန်တော်တို့နမတ်စပတ်နေတဲ့အချိန်မှာပဲငနေရစတင်လှုပ်တယ်အဲ့လိုလှုပ်တဲ့အခါမှာအများဆုံးပျက်စီးသွားတာတော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာတော့တာသနိကအဆောက်အုံထဲမှာဗလီတွေဖြစ်တယ်ပေါ့နော်ဗလီတွေဘာလို့ပျက်စီးတာလဲဆိုလို့ရှိရင်1980ခုနှစ်လောက်ကဒီစပြီးတော့မှတက်လာတဲ့ခေတ်အဆက်ဆက်ကအစိုးရတွေက ဟာလာဒီခွဲခြားဆက်ဆံမှုပြုပြီးပြုတယ်လူမျိုးရေးဘာသာရေးခွဲခြားဆက်ဆံပြုတဲ့အတွက်ဗလီတွေကိုကျွန်တော်တို့ပြုပြုပြင်မွမ်းမံခွင့်နေမရရှိခဲ့တဲ့အတွက်အခုအချိန်မှာဗလီတွေကငလင်လန်းလှုပ်တော့ကျွန်တော်တို့ဒီပျက်စီးတဲ့အခြေအနေမျိုးကိုဟိုရောက်သွားတယ်ပေါ့နော်အဲစိတ်မကောင်းစရာဖြစ်တာကတော့ဟောဟိုလူတွေအသက်တွေထောင်တောင်းနဲ့ချီပြီးတော့အသက်တွေဆုံးရှုံးသွားရတယ်။နောက်အစိုးရတွေကဖိနှိပ်မှုတွေကဒီအသက်ဆုံးရှုံးမှုတွေကပေါ်ပေါ်ပြနေတယ်ပေါ့နော်။ အဲနောက်တော့ဒီဘလောက်ဘလောက်အထိဆက်ဖြစ်ဘလောက်အထိတည်စီနိုင်လဲဆိုဘလောက်အထိတည်သွားလဲဆိုတာကတော့အတိအကျပြောလို့တော့မရဘူးအဲဘာဖြစ်ချင်တာလဲဘာပြောချင်လဲဆိုလို့ရှိရင်တော့နောက်ဆုံးကျွန်တော်တို့ကတော့ဒီတိုင်းပြည်ကိုအမြန်ဆုံးအေဂျင့်တရတဲ့အဲဒီနိုင်ငံတော်တစ်ခုကိုကျွန်တော်တို့အကောင်းဆုံးမြင်ချင်ပါတယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ဗျာ